အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုံးမကောင်းတောင်းပေးလိုက်ပါရဲ့အဲ့တော့ကျွန်တော်ကကျွန်တော်တို့လွန်ခဲ့တဲ့သုံးရက်ကကျွန်တော်တင်ဆက်ပေးထားခဲ့တာပေါ့နော်ဒီနှစ်က Arsenal အတွက်ဒါကျွန်တော်တို့ကစားသမားဒီယုံကြည်မှုကိုဒါနီးပြရထားပြီးပြီနီးပြနေနေတာကျွန်တော်တို့ပိုးဖြစ်ဖို့လိုတယ်ဆိုတော့တင်ထားခဲ့တယ်အဲ့ဒီဗီဒီယိုကိုလည်းတိုက်ရှိရတယ်ပေါ့နော်အဲ့ဒီဗီဒီယိုစတင်နေတော့ကဒါကျွန်တော်တို့ 3k 4k လောက်ပဲရှိပြီဒါကျွန်တော်နောက်ဆုံးမနီယာချင်မှာဒါကျွန်တော် 14k ထိဖြစ်သွားတယ်ဒါအာဆနယ်ပြည်သက်ကြီးကြရယ်ပေါ့နော်အဲ့တော့ အာဆပရိသတ်တွေဒါကျွန်တော်တော်တော်များဒီနေရာနဲ့ပတ်သက်ပြီး like လက်ခံတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဒီအဲ့ဗီဒီယိုနဲ့ပတ်သက်ကျွန်တော်အိုင်ဒီယာရခဲ့တာကဆာလီဘာအနေနဲ့ဒါအာစနိုအသင်းနဲ့တူစာချုပ်သိချုပ်ဆိုခဲ့တဲ့ဥစ္စာပေါ်မှာမူတည်ပြီးတော့ဒါကစားသမားတွေကလက်ရှိမှာနီးပြကစားသမားတတော် okay ပေါ့လက်ရှိမှာရှိသမားကစားသမားအကုန်လုံးကအတေးတာကိုယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာလာခဲ့တယ်။ဥပမာအိဇာမဲပြောအောင်ဗျာဒါကျွန်တော်ကိုအသင်းကြောင့်ကိုအာမနာတန်းပြောအောင် easy ကိုတိုင်းဟာဒါကျွန်တော် total hospital အသင်းလာခေါ်တဲ့အချိန်မှာသူကိုယ်တိုင်သဘောတူညီမှုရခဲ့မယ်နောက်ဆုံးအချိန်ဒီအတေးတာကိုခေါ်ပြီးသူ့ကိုခေါ်မလားလို့ ို့မိခဲ့တယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့အာတီတာကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဝေဖန်ခဲ့တဲ့ moment တွေရှိတယ်အာတီတာကိုယ်တိုင် risk မယူဘဲနဲ့ scare ဖြစ်ခဲ့တဲ့ moment တွေအများကြီးရှိရတယ်မှာပါတယ်ဒါပေမဲ့ဒါရှိ new car ဆင်းတဲ့ပွဲစဉ်မှာအာတီတာဘိုးဖြစ်ခဲ့တယ်ဘောနော်တခါကျရင်ခုနကပြောလို့ပဲကျွန်တော်ပြောလို့ပဲတချို့အရာတွေက high risk high reward ဘောနော်ဒါကျွန်တော်တို့ဒါများများရင်းများရမယ်တချို့ຢာတွေကမှ risk you ရဲမှရမယ်ဆိုတဲ့ဟာတွေကဒါကျွန်တော်တို့ရှေ့ကဖွဲလေးလို့ပုံစံမျိုးမြင်ရမယ်ဒါဟာ harsh reality ပဲဒါဟာတကယ်အမှန်တရားပဲ ခမတက်တည်ပြည်စီမကြိုက်ဖြစ်တဲ့ဘောလုံးဟာတော့ကျွန်တော် high risk high reward သွားတာဒါ conservative သွားပြီးဒါနိုင်သွားတဲ့ club တွေကရှိတော့ရှိမယ်ရှားတယ်ဒါပေမဲ့ high risk high reward နေပဲအဓိကသွားကြတယ်အခုလက်ရှိမှာဒါကခုနက conservative အရန်ဆန်နေဒါ guardiola နောက်ပိုင်းမှာဒါကျွန်တော်တဖြည်းဖြည်းတိုင်ပတ်လာခဲ့တွေ့ရမယ်ဒါပေမဲ့ခုနက guardiola သူ့ဟာသူ risk ယူခဲ့တာအများကြီးပဲသူ့ရဲ့ tactical change တွေသူ့ရဲ့ဒါကျွန်တော် anomaly movement တွေအများကြီးအဲ့တော့ဒီနေရာမှာ arteta ကိုယ်တိုင်လည်းဒါကြီးကိုပြောင်းလဲလာခဲ့တယ်ဒါကျွန်တော်မနေ့က newcastle နဲ့ပွဲစဉ်မှာ သူ့အနေနဲ့သူဘိုးဖြစ်ခဲ့တယ်သူ grandad ကျွန်တော်ပြိတ္တတည်းရတာကျွန်တော်တို့ပြောနေဆိုရဲခဲ့တယ်သူဘိုးဖြစ်ခဲ့တယ်သူယုံကြည်တဲ့ဥစ္စာကိုသူသွားခဲ့တယ်သူသွားမှာဆိုဒါပေမဲ့ခုနကဒါရီတက်ပူတဲ့ Arsenal တဲ့တင်ကိုကျွန်တော်တွေ့လာခဲ့တယ်ဒါ Gabriel Gutierrez သွားပြီးဒါကျွန်တော်တို့လက်ရှိပွဲပြီးသွားကြမှာတချို့ကြတာဒါတွေဝေဖန်ကြတော့ Arsenal အသင်းက cringe ဖြစ်တယ်ပါချစ်တယ်ဒါပေမဲ့ Arsenal အသင်းဒီလက်ရှိမှာနိုင်ဂျင်စိတ်ပြင်းပြတယ်တခါကြရင်ပြအခုလို့ဒါကျွန်တော်တို့ကြီးစားဒီများတဲ့ခေတ်ကြီးမှာ အသင်းကနိုင်ပြီဆိုရင် ကို့အသင်းကိုကို့အသင်းလိုခံစားတဲ့ပရိသတ်လိုစံတဲ့ကစားသမားတွေတဖြည်းဖြည်းလက်ချိုးကြီးလိုရလာတယ်။အခုချိန်မှာဒါကျွန်တော် exam ပြောကျွန်တော်တို့သူများတင်နေကျွန်တော်ကျွန်တော်ခုနကသူများတင်နေကျွန်တော်တော်တော်မပြောလို့မရှိပါဘူး။ဒါကို့အသင်းနဲ့ကို့ပြော။အဲ့တော့နိုင်ရုံစိတ်ပြပြကိုလက်ရှိမှာဒါကျွန်တော်မနစ်ညကစပါတင်နေတာပါလိညာဒါကျွန်တော်ဂူးသွင်းပြီးတော့အကြီးအကျယ်အောင်ပွဲခံခဲ့သူ့နေတာကျွန်တော်သူ emotion rage ဖြစ်တော့ဒါတည်ရဖြစ်တဲ့အလုံးကိုဘာလို့ဖြစ်လဲဆိုတော့ ခင်ဗျအသေးသေးတူနောက်ဆုံးမိနစ်မှာဒီလိုမျိုး movement တခုဘလောက် ठी rush ဖြစ်တယ်ဘယ်မှာတည်တာဒါခုနကပြောဆိုလူတော်များဒါချစ်စိတ်နဲ့မိသွားပြီကျွန်တော်ပါလင်ညာ operation ဖြစ်တယ်ခုနကျွန်တော်ပါလင်ညာစိတ်လည်းမစိုးဘူးဒီနေရာမှာဒီတိုင်းပဲကို့အသင်းအတွက်ကို့ pace လို့မလက်ရှိမှာဒါကျွန်တော်မနေ့ကဒါကျွန်တော်ပြောမနေ့ကညကဒါကျွန်တော် Newcastle ပွဲအပြီးမှာဒါကျွန်တော် Wissi မှုလိုက်တဲ့အချိန်မှာ Gabriel အောင်ပွဲခံဖို့ Arteta အောင်ပွဲကတော့ဟာတမ်းမှာဒါဟာမသိရဖလားရတော့ no မဆိုင်ဘူးဒါဒီကိုကြည့်ခြင်းအဖြစ် this player ပေါ့နော် deep ကစားသမားတွေဒီနီးပြတွေကဒီအသင်းကိုချစ်တယ်ဟုတ်တယ်နော်အဲ့ဒါကအရေးကြီးဆုံးပဲဒီလိုမျိုးခစ်ကြီးမှာဒါအားလုံးဟာငွေနဲ့ဝယ်ယူလို့ရဟုတ်တယ်အတီတက်လည်းငွေနဲ့ဝယ်ထားတာပါပဲဒါပေမဲ့ဒီငွေတဲ့ဝယ်တဲ့ကစားသမားချင်းတောင်မှမတူဘူးဆိုတာကအာစနယ်အတွက်တော်တော်လေးကိုအားရစရာကောင်းတယ်လို့မြင်တယ်ဟုတ်တယ်ဟုတ်ကုနာလက်ရှိမှာဒါကစားသမားတွေချင်းချင်းဒါပားရိုက်နားရိုက်ကွင်းထဲမှာဒါကြောင့်ရန်ပစ်နေတဲ့ချင်းဒီအသင်းအတွက်ဒါခုနပေါ်သူပဲတက်ခဲ့တိုင်းကသူတို့အတွက်အသက်ပေးရမယ်။အခုနပေါ်သူပဲလက်ရှိမှာကြီးကြီးစားတွေများတဲ့လောကမှာအသင်းကိုချစ်တဲ့ ပလီယာတွေကိုအာစနိုတင်းရထားတာအာစနိုတင်းတဲ့တကယ်လုံးဝတော့ကျွန်တော်တို့ blessing တခုလို့မြင်တယ်။ဥပမာဒါကျွန်တော်အာတီတာကိုခင်ဗျာကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်ကျွန်တော်လည်းမနိုင်ဘူးအာတီတာကိုဒီခုလက်ရှိမှာ supply ရတင်ပြီးဖြစ်တဲ့လီယာတွေကိုကျွန်တော်စုစားတယ်။ဒါပေမဲ့ဒီနေ့မှာအာတီတာကိုကျွန်တော်မဖြစ်မနေခုလက်ရှိတာကျွန်တော်နီးပြအကုန်လုံးကိုရွေးချယ်ပြီးနောက်နှစ်ဒီအကုန်လုံးကြီးလိုက်မယ်ဆိုရင်ကြိုက်တဲ့နီးပြကြီးလိုက်။လက်ရှိမှာကိုယ့်အသင်းကိုကိုယ်အာတီတာလောက် ဒါကျွန်တော်တို့လုံအောင်ပါခုခုနကအကုန်လုံးကိုလုံကိုလုံကိုအသင်းကိုမချစ်တဲ့ဒီပြမှာမရှိတယ်မဲ့အာတီတာအနေနဲ့ဒါမမဲ့ရအာစနိုအသင်းကိုဒါကျွန်တော်သူမန်ချက်စတာစီးတီးကင်ကလေးကသူအသင်းကဒါကျွန်တော်မန်ချက်စတာစီးတီးကအာစတေကိုနိုင်သွားရင်မက်ဆီပြည့်မျက်နှာပြည့်နေအဲ့တော့ပြောချင်တာပြောအာစနိုအသင်းနဲ့လက်ရှိမှာလူကို recruit လုပ်တဲ့အချိန်မှာဒီအသင်းတွက်လူလူချင်းချင်းကစားပေးမယ်ကစားသမားဒီပြည့်နေနေပြည့်အသင်းတဖြည်းဖြည်းရုံလုံးပေါ်လာခဲ့တယ် ဟိုမှာယူကရက်ဆီယ case လို့ပြောတာမှာယူကရက်ဆီယ case ဆိုလက်ရှိမှာဒါအာစနိုအသေးတော့သူ့အင်းနဲ့သူ့ရဲ့ဒါအေဂျင့်ကိုသူ့ကိုလာစားပြီးအများကြီးရှော့ယူခဲ့တယ်ဒါပေမဲ့သူယူရမဲ့ bonus တွေကိုသူပစ်ပြီးယူသွားခဲ့တယ်အခုလက်ရှိမှာသူ့အင်းနဲ့ဒါကျွန်တော်တို့လက်ရှိယူကရက်ဆီယ်အင်းနဲ့အာစနိုအသေးအတွက်ကစားပေးခြင်းလို့လို့ရှိသမျှအသေးနဲ့ကိုသူညှင်းပယ်ခဲ့တယ်သူ့အင်းနဲ့သူဟာလုံးခုနက supporting နဲ့သူလုံးဝဒါကျွန်တော်ခွာပြဲမှုတွေလုံးဝ training နဲ့မစင်းမှုသူ့နဲ့ fine တွေကြတယ်ဒါကြီးစားတယ်ပြတ်တယ်အဲ့တော့အခုလက်ရှိ Arsenal starting 11မှာကြီးလိုက် ဒီအသင်းကိုလာခြင်းလွန်းလို့လာခဲ့တဲ့ကစားသမားတွေပဲအာဆိုတဲ့နဲ့ဒီကစားသမားတွေထားလိုက်တနေတာကျွန်တော်ခြေတစ်ခုပေးခဲ့တာမှန်ပေမဲ့ဥမာပဲလက်ရှိမှာဒီနေ့ standard line တို့ထွက်လာကစားသမားတွေခြေလိုက်ဒါ process ကိုလက်ရှိမှာဒါကျွန်တော် brighton အသင်းကမလူခြင်းတဲ့ကစားသမားဖြစ်နေတဲ့အချိန်မှာအာဆိုတဲ့နဲ့လူခြင်းဖြစ်တဲ့အချိန်မှာ process ကိုရအောင်ခေါ်ခဲ့တယ် ယိုဂရက်စ်ကခုနပြောတဲ့ဆင်နရီယိုစာကာလူသားသမားမျိုးကဒါလက်ရှိမှာစာကာဒါအာစနယ်အကယ်ဒမီကထွက်တဲ့ကစားသမားဖြစ်တဲ့ကြောင့်အများကြီးပုံစံမျိုးကွင်းလယ်မှာ easy easy ရဲ့ case မှာမမေတော်ရနာ hospital တင်ကတကားလာခောက်တဲ့ချိန်မှာကျွန်တော်အနေနဲ့ကျွန်တော်ခင်ဗျားတို့ကျွန်တော်ခေါ်မှလာကျွန်တော်ခင်ဗျားတို့ကိုခေါ်စေချင်တယ်နော်ကျွန်တော်အာစနယ်ကိုပြောင်းချင်တယ်ဆိုအာတီတာကိုဖုန်းဆက်ပြီး request တန်းလုပ်ခဲ့တဲ့ easy ဒါကွင်းလယ်ဘက်မှာဒါဇူဘီမန်နီနဲ့ဒါကျွန်တော်လက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးရှိရတဲ့ဒါနဲ့တခြားသောအသင်းတွေကိုပြောင်းရတဲ့ဆိုင် Arsenal အသင်းကိုရွေးချယ်ခဲ့တဲ့လူ ဟုတ်တယ်ဟုတ်ဒက်ကလန်ရိုက်ခုနပြောလို့လက်ရှိမှာဝက်ဆမ်အသင်းကထွက်ပြီးတော့အာဆာအသင်းကိုလိုလိုချင်ချင်လာခဲ့သူလက်ရှိမှာကာလာဖီယိုရီကောင်မာလေးကိုပြစ်ပြီးအသင်းကိုရောက်လာခဲ့သူဂျူရီယန်တင်မာဘာစနယ်ရိုမရှိအဲ့တော့လက်ရှိမှာဂီဘီယိုကျွန်တော်သိမမှန်ဘူးဒါပေမဲ့ဆာလီဘာဆိုလက်ရှိမှာအာဆာအသင်းကိုဒါအငှားတော့မထွက်ကစားအာဆာအသင်းမှာဆက်ကစားခြင်းသူဒရိုင်ယာဆိုတဲ့ဒီတိုင်းပဲလက်ရှိမှာဒါကျွန်내အသင်းတွေရွေးချယ်စရာရှိပြီးဘရန်ဖို့အသင်းကနေဒါကျွန်တော်တို့အာဆာအဲ့တော့ ကစားသမား17ယောက်မှာ90ရာအေးဘခုနကတင်းမတော့ကျွန်တော်မသိရကျွန်တော်မပြောနိုင်ဘူးဒါပေမဲ့90နဲ့95ရာခိုင်နှုန်းတော့ကစားသမားအပြင်နီးပြပါဒီအသင်းမှာရှိကျင်နေတဲ့အတွက်ကြောင့်မလို့ဒီအသင်းကလက်ရှိမှာ at least ဗျာခုနကပြောသူပဲခပြောက်တဲ့အောင်မြင်ခြင်းကတော့အချိန်တိုင်း supply and တိုင်းဒါပေမဲ့ print တဲ့ရောက်နေခင်ဗျာဂျင်းနေတယ် commercial ဒီဆန်တဲ့အခြေအနေမျိုးမှာကြေးစားတွေဆန်တဲ့အခြေအနေမျိုးမှာဒီကစားသမားတွေကလက်ရှိမှာလူလူချင်းချင်းဒီအသင်းမှာရှိတယ်။ဥပမာဆာလီဘာလို့ case လို့ပေါ့။ဆာလီဘာအနေနဲ့လက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော် Real Madrid ကိုလာမယ့်တစ်နှစ်ခွဲနှစ်နှစ်ဒီမှာသူပြောင်းရတယ်။စာချုပ်ထိုးကြီးအသက်တင်9သန်း10သန်းယူပြီးသူပြောင်းပလိုက်လို့ရတယ်။ Real Madrid လို့ကမ္ဘာပေါ်မှာအခမ်းအနားဆုံး club ကမ္ဘာမှာအကောင်းဆုံးသော club ကိုသူရွေးချယ်ပလိုက်လို့ရတယ်။သူနဲ့ဒါကျွန်တော် Arsenal ကိုသူ့ရဲ့ဒါကျွန်တော်အချင်းရဲ့နောက်ထပ်9နှစ်တူတယ်အခုလက်ရှိမှာနှစ်နှစ်3နှစ်ပေါင်ထပ်ပေးခဲ့တယ်။ အာဆိုတဲ့ဒီညမှာဒါ reward လုပ်တဲ့နေနဲ့ဒါလစာပြန်ပေးခဲ့တာမင်းမဒီလစာမျိုးလည်းအခုလည်းကျွန်တော် real matic ကိုတွိုင်းသူရမှာပဲဟုတ်တယ်မအဲ့တော့အပင်းမှာလူလူချင်းချင်းရှိပေးတဲ့ကစားသမားတွေရှိနေတာနဲ့အာဆိုတဲ့တန်နေပြီပရိသတ်တယောက်နဲ့ခင်ဗျာကန်စားကြည့်ခုနလည်းဟုတ်တယ်စူပလာတွေတော့ဘယ်သူမှမဆိုလိုချင်ခင်ဗျာကျွန်တော်တို့ဆိုတဲ့စူပလာလိုချင်တဲ့လူပဲဒါပေမဲ့ခင်ဗျားအသင်းမှာ ခင်ဗျားရဲ့ကစားသမားလူလူချင်းချင်းရှိတဲ့ feeling ခင်ဗျားဘာနဲ့မှလဲလို့မရအောင်အခုလိုမျိုးခုနကပဲ commercial တွေဒါကျွန်တော်တို့ချီးစားတွေဆန်တဲ့ခကြီးတွေမှာဒီလိုကစားသမားမျိုးတွေအသင်းမှာ impact မှာအင်မတန်မှရှိတာအင်မတန်မှတန်ဖိုးရှိလာတဲ့အခြေအနေတခုလို့ကျွန်တော်က100%မြင်တယ်အဲ့တော့ကျွန်တော်ခုနကပြောလို့တဖြည်းဖြည်းနဲ့ဒီဟာတဖြည်းခုနကပြောတဲ့အသင်းစီမှာဒီလိုမျိုးလူတွေပြည်လာအနည်းပြတွေမြင်လာပြီအဲ့တော့ ဘာလို့လဲစူဖလားပဲလို့ပြီစူဖလားလူတာစူဖလားကိုဒါရအောင်လေတို့ကစားသမားတွေကနီးပြောင်းအပြေဝါယုံကြည်တယ်တခြားမို့လို့ဒါကစားသမားဒါအရေးကြီးတဲ့အသင်းမှာဒါ important ဖြစ်တဲ့ကစားသမားတော်တော်များများကလည်းဒီကစားသမားတွေကလည်းလက်ရှိမှာအာတီတာကိုယုံကြည်လို့ process ကိုဒါကျွန်တော်အပြေဝါယုံကြည်ပေးထားတယ် အဓိကခုနကကစားနောက်ဆုံးပြန်ဖတ်ပြောကောင်းဆိုဒီနှစ်မရနဲ့နောက်နှစ်တော့ထပ် try လို့ရရဆိုတဲ့ပုံစံမျိုးနဲ့ Arsenal ရဲ့လက်ရှိမှာကစားသမားကိုယုံကြည်ပေးတာတယ်။ဒါပေမဲ့ခုနကပြောပြီး Arteta နဲ့ဒီယုံကြည်မှုသူတခုခုလို့အဲ့တော့ Newcastle နဲ့ပုံစံမှာသူ့အနေနဲ့သူဘိုးဖြစ်တော့စပြီးတွေးလာခဲ့တယ်။ဒါမျိုးပို့ဖြစ်ဖို့အတွက် Arsenal သင်ပို့လူကဟိုပို့လူလာပြီးလို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့ Arteta အနေနဲ့လက်ရှိမှာတော်တော်လေးကိုသဘောကျဖို့ကောင်းတဲ့ရာသီတစ်ခုသူဖြတ်သန်းမယ်။ဒါပေမဲ့ စကားတွေပြောဖို့အတွက်ဆိုရင် supply တွေအများကြီးလိုမယ်အဲ့ supply ရဖို့တော့ data အများကြီးမူတည်တယ်ကစားသမားလည်း100%ဒီအသင်းအတွက်100% space space အဲ့ခုနပြောကစား mascara ကြီး mascara ဆိုတဲ့ valencia မှာဒါ ugres ဆိုပေသူရမဲ့ bonus တွေသူရမဲ့ဥစ္စာတွေသူဖြတ်ပြီးတော့လက်ရှိမှာ arsenal အသင်းကိုလိုလိုဂျင်လာခဲ့တယ်ဒါ lasa ဆိုတဲ့ arsenal အသင်းပေးတဲ့ပုံစံမျိုးအတိုင်းပဲသူသွားပြီးယူခဲ့တယ်သူနဲ့ဘာ complain မှာများစသာမရှိခဲ့ဘူးဒါတွေကိုကြည့်မယ်ဆိုရင် imitan မှာ arsenal အသင်းနဲ့ကစားသမားနဲ့ပတ်သက်ရင် lucky ဖြစ်တယ်ပိတ်တရီအဒီတာပုံမှန်တဲ့ multi ပြီးသူတို့တွေကိုလည်း lucky ဖြစ်မှာသူတို့ကိုသူတို့ ည်ပြီးသားဖြစ်တယ်အဲ့လောက်ပါပဲအဲ့တော့အာဆိုပရိသတ်ကလက်ရှိမှာဒါကျွန်တော်တို့ကဘုံတပဲကစားသမားလီးပြပရိသတ်တသားတွေဖြစ်နေပြီစုဖလားတွေယူဖို့ပဲကြာမှာပါပဲဒီလောက်ပါပဲအာသမကျွတ်တူပါတယ်ကောင်းမွန်သောနီလေးတနေ့ဖြစ်ပါစို့စုမငောင်းတောင်းပြီးနေကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့အမိုက်လက်ကလစ်ဖို့မမိကြပါနဲ့ဗျမြန်မြန်ကလစ်မှာပြန်နေဖြစ်ပါတယ်အာသမကျွတ်တူပါတယ်ကျွန်တော်တို့ကိုပြပါအောင်တေဖို့ပါ